တကြံရက်က ဖုံးစိမ့်တလုံးဖုံးဆက်လာပါတယ်။ဟဲလို့ဆရာကျွန်တော်ဆရာကိုငါးသိန်းကတော့လိုက်တယ်နော်။နောက်ပြီးအကူညီလေးတောင်းကျင်လို့ပါဆရာ။ဟန်းနေပါအောင်ဘသူလဲမင်းကဟာဆရာကိုတပည့်အတန်ကိုမမှတ်မိတော့ဘူးလား။တပည့်အောင်ပြည့်လေ။မင်းကဖုံးနံပါတ်ပြောင်းထားတာလေ။ငါကဘလို့လုံးမှတ်မိမှာလဲ။အကူညီတောင်းမယ်ဆိုတာကဘာကိစ္စလဲပြောစမ်းပါအောင်။လုပ်ငန်းအမိပေးကျင်လို့ပါဆရာ။ နောက်ပြီးကျွန်တော်လုပ်ငန်းနဲ့ပတ်သက်ပြီးကံကောင်းအောင်ဘာတွေလုပ်ရမလဲမင်းကဘာလုပ်ငန်းလုပ်မလို့လဲဆိုတော့စက်ပစ္စည်းရောင်းမလို့ပါဆရာအရင်လုပ်ငန်းတုန်းကဘာတစ်ခုမှအဆင်မပြေဘူးဆရာရဲ့တဲ့ကျွန်တော်ဒီခုလုပ်ငန်းနဲ့ပတ်သက်ပြီးကံကောင်းအောင်ဘာတွေလုပ်ရမလဲအကြံလဲပေးပါအောင်ကျုံ့ဦးလည်းခက်လွယ်လွယ်ပဲအကြံပေးလိုက်ပါတယ်မင်းမွေးနေ့မနက်9:40နာရီ9မိနစ်ကစပြီးစီဒီတစုစုကိုသွားပြီးရင်ပထန်းဥဒေတာနိုင်ဒေတာတစ်ခေါက်ပူစော် အဲ့ဒီလိုပဲနောက်ထပ်ဖရာရှိစုကိုတစ်ခေါက်စီလှည့်ပူဇော်ရမယ်တနေ့တည်းဖရာကိုစုပြည့်အောင် ပူဇော်ရမှာလားဆရာအင်းဟုတ်တယ်လေပြီးရင်တော့ငါစီလာဆက်ပစ္စည်းဆိုင် လုပ်ငန်းမီယူတော့ပြောလိုက်ပါတယ်မိတ်ဆွေတို့လည်းမိတ်ဆွေတို့လုပ်ငန်းအခက်ခဲဖြစ်တဲ့အခါလုပ်ငန်းစတင်တဲ့အခါအောင်မြင်မှုတွေရယူဖို့ကံကောင်းခြင်းတွေနဲ့စတင်နိုင်ဖို့မိမိမွေးနေ့9:40 9မိနစ်ကစပြီးဖရာကိုစုလှည့်ပြီး ဖျားတဆူလျင်ပဋ္ဌာန်ဩဒေတာနိဒေတာတစ်ခေါက်စီလက်ပူဇော်နိုင်ပါတယ်။ကိုအောင်ပြည့်လုပ်ငန်းအတွက်နေ့နဲ့အစအဆုံးရွှေးချယ်ကြည့်ကြပါစို့။ကိုအောင်ပြည့်မွေးခုနှစ်က12ရက်နှစ်လ1995ခုဖွားဖြစ်ပါတယ်။မဟာဘုတ်ငါးကျွေးမယနာဖွားတနင်္ဂနွေသားဖြစ်ပါတယ်။သူက တနင်္ဂနွေသားဖြစ်ပြီးလက်ရှိအသက်30တနှစ်ထဲမှာဖြစ်တဲ့အတွက်ဗုဒ္ဓဟူးကျော်စားကာလတဲ့ရောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဟူးကျော်စားတိုင်ကိုထူရမှာဖြစ်ပါတယ်။ 1948နှစ်မှ56နှစ်အတွင်းစနေကြိုစားကာလတည်းရောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်စနေကြိုစားတိုင်ကိုထူရမှာဖြစ်ပါတယ်။59နှစ်မှ85နှစ်အတွင်းဇာတပတိကျုံစားကာလတည်းရောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဇာတပတိကျုံစားတိုင်ကိုထူရမှာဖြစ်ပါတယ်။တလျောက်အားရှိဆုံးကျုပ်ကိုကြည့်လျင် စနေကျော်တနင်္လာကျော်တို့အားရှိဆုံးဖြစ်ပါတယ်။ဒါကြောင့်စနေစတနင်္လာအဆုံးအမီလုပ်ငန်းအမီဖြစ်ရွှေ့ချယ်ပေးရမည်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးအမြင့်အညွတ်အတွဲဖြစ်ပါတယ်။တနင်္လာစစနေအဆုံးဆိုရင်မပေးသင့်ပါဘူး။တနင်္ဂနွေသားသမီးအမြင့်အညွတ်စောက်ထိုးအတွဲဖြစ်ပါတယ်။အလောက်ကင်တွေအစင်မပြေချစ်တက်ပါတယ်။